ရုရှားတနိုင်ငံလုံးမှာရှိတဲ့ငွေကြေးတွေရဲ့သုံးပုံတစ်ပုံကိုခိုးယူသွားခဲ့တဲ့လူတရာဒီလူကြောင့်ရုရှားပြည်ထောင်စုရဲ့စီးပွားရေးစနစ်ပြိုကွဲမလို့ဖြစ်ခဲ့ရတယ်1992ခုနှစ်ဒီဇင်ဘာလ5ရက်ညတညမှာမော်စကိုမြို့က MMM လို့ခေါ်တဲ့ပုတ်ကလစ်ကကုမ္ပဏီယုံကိုလက်နက်ကင်တမျှ2ဦးရောက်လာခဲ့ပါတယ်ပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့လုံခြုံရေးတွေဘာမှမတွေ့တာကြောင့်သူတို့ကားတွေကနေအကြီးစားအိတ်အလွတ်နှလုံးကိုယူပြီးအဆောက်အုံစီကိုဥတီခဲ့ကြပါတယ်တကားတွေကိုဖျက်ဆီးဝင်ရောက်ပြီးနောက် သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမှင်သက်ပြီးကြက်သေးသေးသွားခဲ့ရပါတယ်။ရုံအဆောက်အုံတစ်ခုလုံးမျက်နှာကျက်အထိငွေတွေပုံနေတာပါ။ရုံငန်းတိုင်းမှာငွေတွေအပြည့်အစုံပါပဲ။ဓမြတွေဟာသူတို့ယူလာတဲ့အိတ်နှလုံးနဲ့ဒီပက်ဆန်တွေအားလုံးကိုသိလို့မရဘူးဆိုတာသဘောပေါက်သွားပါတယ်။အချက်ဘေးတန်ထွက်ပေါ်လာတာကိုသတိထားပြီးတော့သူတို့အလှင်စလို့လှုပ်ပြီး15မိနစ်အတွင်းမှာပဲကားအပြည့်ငွေတွေကိုထည့်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့မသိလိုက်တာကတော့သူတို့ဟာရုရှားသမိုင်းမှာအကြီးအကျယ်ဆုံးဘန်နာရေးအရှုပ်တော်ပုံကြီးရဲ့စူးစမ်းကိုဆွဲထုတ်လိုက်တယ်ဆိုတာပါပဲ။ ဘလို့လူတယောက်ကဒီလောက်အများကြီးငွေတွေကိုသူ့ယုံတွေမှာပုံထားခဲ့တယ်လေ။ဘာကြောင့်ဒီလောက်ကြီးမားတဲ့ပတ်စံတွေအခိုးခံရတာကိုတော့အရေးမကြီးဘူးလို့သဘောထားခဲ့ရတာလေ။အဲ့ဒီလိုစီးပွားရေးပြက်ကက်ကာလမှာဘလို့လုပ်ပြီးဒီလောက်ကြီးမားတဲ့လိန်လယ်မှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့တာလေ။ဒီမေကွန်းတွေရဲ့အဖြေကိုရှာဖွေရင်စာဂျိမက်ဖရိုဒီဆိုသူရဲ့မယုံနိုင်စရာဇာတ်ကြောင်းကိုတင်ဆက်ပေးသွားပါမယ်။အကြောင်းအရာကိုပြန်ဆက်ရရင်နောက်ထပ်မိနစ်အနည်းငယ်ကြာမှာလုံခြုံရေးတွေရောက်လာပြီးရုံးခန်းတမျှတိုက်ခံရတာကိုတည်သွားခဲ့ပြီး ကုမ္ပဏီပိုင်ရှင်စာဂျီမက်ဖရိုဒီကိုချက်ချင်းဖုန်းခေါ်ခဲ့ပါတယ်။အဲ့ရကနိုးထလာတဲ့မက်ဖရိုဒီဟာစိုးရင်တကြီးဖြစ်နေတဲ့လုံခြုံရေးဝန်ထမ်းတွေရဲ့တရင်ပို့ချက်ကိုနားထောင်ခဲ့ပါတယ်။သူတို့ကခိုးယူခံရတဲ့အကြောင်းပြောပြကြပြီးမြေရုံးငန်းထဲမှာငွေတွေအပြည့်အစုံရှိနေစေမှုဘလောက်ပျောက်ဆုံးသွားတယ်ဆိုတာဘသူမှတိတိကျကျမပြောနိုင်ခဲ့ပါဘူး။ရှိတဲ့ပမာဏကမရေမတွက်နိုင်လောက်အောင်များပြားလာကြောင်းနည်းနည်းပပပျောက်တာကိုသတိထားမိဖို့ဆိုတာမဖြစ်နိုင်လောက်ပါဘူး။မက်ဖရိုဒီကတော့မကြေမနက်ဖြစ်ပြီးဒီလိုအသေးမွှားကိစ္စတွေနဲ့ည ဘသူ့ကိုမှမနှောက်ယှက်ဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့မှာဒီလိုရုံးခန်းတွေအများကြီးရှိနေလို့ပါ။ခံမှန်းကြေးကသူ့ရဲ့ဂိုဒေါင်တွေထဲမှာရုရှားရဲ့စုစုပေါင်းဘတ်ဂျက်ရဲ့၃ဘုံ၃ဘုံခန့်ကိုတင်ပြီးထားတာပါ။ဒါဟာတာမန်တင်ချာပညာရှင်တဦးက1990ပြည့်လွန်နှစ်တွေစောပိုင်းမှာရုရှားလူမျိုး15သန်းစီကနေဒေါ်လာဘီလီယံ80ခိုးယူသွားပုံအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါပဲ1990ပြည့်လွန်နှစ်တွေအစောပိုင်းမှာစာဂျင်းမက်ဖရိုဒီဟာသူ့ညီနဲ့စီးပွားဘက်နဲ့အတူ MMM ဆိုတဲ့ကုမ္ပဏီကိုမှတ်ပုံတင်ခဲ့ပါတယ် ကုမ္ပဏီနာမည်ဟာတီထောင်သူတွေရဲ့အမေရိကန်အူးစလုံးတွေကိုအတူောက်ယူထားတာဖြစ်ပြီးနောက်ပိုင်းမှာတမိုင်းတစ်လျှောက်အကြီးမားဆုံးငွေကြေးလိမ်လည်မှုတွေရဲ့တင်ကြေတာဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာ Mavrodi ဟာကွန်ပျူတာပစ္စည်းတွေတင်သွင်းရောင်းချတဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီးအတော်လေးအောင်မြင်ခဲ့ပါတယ်။သူဟာဆွဲဆောင်မှုရှိတဲ့ကြော်ညာတွေနဲ့ဝယ်ယူသူတွေကိုထိထိရောက်ရောက်ဆွဲဆောင်နိုင်ခဲ့လို့ပါ။ဒါအပြင်ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မှာနိုင်ငံထဲမှာကွန်ပျူတာမိတ်တူဇက်နဲ့ပရင်တာတွေပြက်လက်နေတာကြောင့်ဒီပစ္စည်းတွေရဲ့လိုအပ်ချက်ကမြင့်မားခဲ့ပါတယ်။ သူ့ကုမ္ပဏီဟာအတော်လေးအောင်မြင်ပြီးလူကြိုက်များလာတာကြောင့်တခြားလူတွေစီကလည်းယင်းနှိမ့်နှံမှုတွေထပ်မံဆွဲဆောင်မှုဆုံးဖြတ်ခဲ့ပါတယ်။သူဟာ MMM ကို Joint Stock Company ဖက်ဆက်ကုမ္ပဏီဖြစ်ပြန်လည်မှတ်ပုံတင်ပြီးတကက်ကုမ္ပဏီ share တွေကိုစတင်ရောင်းချခဲ့ပါတယ်။ဒါကအလုပ်ဖြစ်ခဲ့ပြီးလူတွေဟာသူတို့ရဲ့ကုမ္ပဏီ share တွေကိုစတင်ဝယ်ယူခဲ့ကြပြီးမကြခင်မှာပဲကြီးမားတဲ့အမျက်ဆုံးတွေရရှိလိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ Mafrodi ဟာရုရှားလူမျိုးတွေဟာဘန်နာရေးဆိုင်ရာဗဟုသုတမရှိပဲလွယ်လွယ်နဲ့ပတ်စံရခြင်းစိတ်ရှိပြီး သူ့လုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှုအသင့်ဖြစ်နေတယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်သူဟာရုရှားလူမျိုး15တန်းကိုကုမ္ပဏီမှာရင်းနှီးမြှုပ်နှံစေမဲ့ကြီးမားတဲ့ Pyramids နဲ့ Pyramids Kim တခုကိုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Mavrodi ဟာကြော်ညာရဲ့ရေးပါမှုကိုနားလည်ပြီးလူတို့ရဲ့စိတ်ဓာတ်ကိုထိန်းချုပ်ရမှာကြွမ်းကျင်ခဲ့ပါတယ်။ဒါကြောင့်သူဟာတနိုင်ငံလုံးမှာထုတ်လွှင့်တဲ့ MMM Share တွေအတွက်ကြီးမားတဲ့ PR Campaign လူတို့ဆက်ဆံရေးလှုပ်ရှားမှုကိုချက်ချင်းစတင်ခဲ့ပါတယ်။ ပရမစနစ်ကြောင်ကြရီဟာရုပ်မြင်သံကြားရေဒီယိုနဲ့သတင်းစာတွေမှာနေရာအနှံ့ရှိနေခဲ့ပါတယ်။သူ့ရဲ့ TV ကြောင်ကြရီကရုပ်မြင်သံကြားထုတ်လွှင့်ချိန်ရဲ့25ရာခိုင်နှုန်းကိုယူထားခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံနီးပါးလောက်ကိုရှိပါတယ်။ကြောင်ကြရီကတာမန်လုံသားတွေကနေတက်ကြီးပင်စင်သားတွေအထိအမျိုးမျိုးသောလူတွေဟာကုမ္ပဏီရှယ်ယာတွေဝယ်ယူပြီးမယုံနိုင်စရာအမျက်ဆုံးတွေရရှိနေပုံကိုပြသခဲ့ပါတယ်။နိုင်ငံသားတိုင်းနီးပါးဒီလိုကြောင်ကြရီတနေ့ကိုအကြိမ်များစွာမြင်တွေ့မြင်တွေ့ခဲ့ကြရပါတယ်။တကယ်လို့ TV ကြောင်ကြကိုရှောင်ရှားနိုင်ခဲ့ရင်တော့ ရုရှားမြို့တိုင်းမှာရှိတဲ့ဆိုင်းဘုတ်တွေပေါ်ကရဲရင်တဲ့ဆောင်းဘုတ်တွေနဲ့ MMM ပိုစတာတွေကိုတော့တေချာပေါက်မြင်တွေ့ခဲ့ကြရမှာပါလူလူရဲ့ယုံကြည်မှုကိုပုံမုံရရှိဖို့နဲ့အောင်မြင်တဲ့ကုမ္ပဏီပုံရိပ်ကိုဖန်တီးဖို့ Mavro D ဟာလူတိုင်းအတွက်အခမဲ့ Metro ရထားစီးနင်းခွင့်ရက်တွေကိုတောင်စီစဉ်ပေးခဲ့ပါတယ်စင်းရတဲ့ပြည်သူတွေဟာဒီလိုရရောမှုတွေကိုအလွန်မင်းသဘောကျခဲ့ကြပြီးကုမ္ပဏီနဲ့သူ့ပိုင်ရှင်ရဲ့အောင်မြင်မှုကိုယုံကြည်ခဲ့ကြပါတယ် MMM ငွေကြေးစနစ်ကဘလို့အလုပ်လုပ်တယ်လဲဆိုတော့အဖွဲ့အစည်းကရှယ်ယာတွေကိုဆွဲဆောင်မှုရှိတဲ့ဈေးနှုန်းတွေနဲ့ဝယ်ယူခိုင်းပြီး မယုံနိုင်တဲ့အမျက်ဆုံးတွေရရှိမယ်လို့ကတိပေးခဲ့ပါတယ်။ကုမ္ပဏီရဲ့အောင်မြင်မှုကိုရုပ်ရှင်နဲ့ပရမစ်စနစ်အခြေခံမှုနဲ့ရှင်းပြရမယ်ဆိုရင်ယင်းနီမြုပ်နှံသူအစ်တွေရဲ့ငွေတွေကိုအရင်ယင်းနီမြုပ်နှံသူတွေကိုပေးဖို့အသုံးပြုခဲ့တာပါ။ပါဝင်တဲ့ပမာဏတွေကြီးထွားလာတာနဲ့မျှကုမ္ပဏီကသူ့ရဲ့ယင်းနီမြုပ်နှံသူတွေကိုကြီးမားတဲ့ပမာဏတွေပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ွယ်မှာတကယ့်စီးပွားရေးလှုပ်ဆောင်တာဘာမှမရှိပါဘူး။မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်နိုင်ငံလောက်တုန်းကခေတ်စားခဲ့တဲ့ Ponzi business လိုမျိုးပါ။1994ခုနှစ်ဖေဖော်ဝါရီလတရက်မှာ ရူဘယ်တထောင်တန်ဖိုးရှိတဲ့စက်ကူရှယ်ယာတွေကိုစတင်ရောင်းချခဲ့ပါတယ်။ဒါပေမဲ့အခြေခံအားဖြစ်တော့ဒါတွေကတရားဝင်တာဝန်ယူမှုဘာမှမရှိတဲ့ရောင်းသုံးစက်ကူတွေတသက်ပါပဲ။ဒီရှယ်ယာတွေဟာဒီနေ့ကမနေ့ကထက်တန်ဖိုးရှိတယ်ဆိုတော့နေရာမှာအတိုင်းတန်ဖိုးအမြန်တက်လာခဲ့ပါတယ်။အချိန်ကြာလာတာနဲ့မျှရှယ်ယာတွေဟာတန်ဖိုး128စားအထိတက်လာခဲ့ပါတယ်။လူတွေဟာရပိုင်းတွင်းမှာပဲပတ်စံတွေတိုးွားလာတာကိုတကယ်ကိုမြင်တွေ့ခဲ့ကြကြပါတယ်။ဒါကတော့ချမ်းသာခြင်းနဲ့ဖောက်တဲ့အစ်တွေကိုဆွဲဆောင်မှုအတွက်အားကောင်းတဲ့လှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့် MMM ရုံးခန်းတွေဟာ ရုရှားရဲ့အဓိကမြို့ကြီးတိုင်းမှာဖွင့်နေခဲ့ပြီးနိုင်ငံသားတွေဟာရှယ်ယာတွေထပ်မံဝယ်ယူနိုင်ခဲ့ပါတယ်။မက်ဗရိုဒီဟာတာမန်လူတွေအတွက်တကယ့်ကိုကယ်တင်ရှင်တူလို့ဖြစ်လာခဲ့ပါတယ်။ပြည်သူလူထုရဲ့ချစ်ခင်မှုကအတိုင်းအဆမရှိပါဘဲ။တခါတော့ကဆိုရင်သူဟာနှစ်တကူညမှာအတိုက်ခံရုပ်တံလိုင်းတစ်ခုကနေရုံမြင့်တန်းကြားထုတ်လင်ချိန်ကိုဝယ်ယူခဲ့ပြီးနိုင်ငံရဲ့သမရစာပြည်သူတွေကိုနှုတ်ဆက်ခဲ့ပါတယ်။ဂျွန်ကနေဒီပြောခဲ့သလိုပါပဲ။တင်းနိုင်ငံကတင်းအတွက်ဘာလို့ပေးနိုင်တယ်လဲလို့မမေးပါနဲ့။တင်းနိုင်ငံအတွက်တင်းဘာလို့ပေးနိုင်တယ်လဲလို့မေးပါဆိုပြီးနှစ်တကူနှုတ်ဆက်ခဲ့ပါတယ်။ MMM ကုမ္ပဏီဟာအရန်ကိုလူကြိုက်များလာပြီးပိုကောင်းတဲ့အနာဂတ်တွေမျှော်လင့်ချက်ရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လူသန်းပေါင်းများသာဟာသူတို့ရဲ့ငွေကြေးအလုံးကိုမျက်စိမှိတ်ပြီးဒီအဖွဲ့အစည်းစီကိုယူဆောင်လာခဲ့ကြပါတယ်။ဒါပေမဲ့ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာအလုံးဟာအန်ဒီယန်နဲ့ရင်ဆိုင်နေခဲ့ရပါပြီ။နှစ်တကူညာနှုတ်ဆက်စကားနဲ့အချင်းကဘသူမှမသိတဲ့သင်္ချာပညာရှင်တဦးကသူ့ကိုယ်သူတမရနဲ့ဒန်းလူသဘောထားခဲ့တဲ့လို့ရဲ့ကြောင့်အစိုးရရဲ့မကျေနပ်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒါကြောင့်ရုရှားအစိုးရကသူ့ကိုဖမ်းဆီးခဲ့ပြီးတော့လိန်လယ်မှုနဲ့တရားစွဲဆိုခံရပါတယ်။ ကုမ္ပဏီရှယ်ယာတွေဟာချက်ချင်းဆိုသလိုအနိုင်ဆုံးတန်ဖိုးကိုကျဆင်းသွားခဲ့ပါတယ်။ငွေပေးချေမှုတွေရပ်တန့်သွားပြီးလူသန်းပေါင်းများစွာကဆန္ဒပြပွဲတွေစတင်ပြုလုပ်ခဲ့ကြပြီး Mavrodi ကိုထောင်ကနေလှုပ်ပေးဖို့အစိုးရကိုအော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ကြီးမားတဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုသိရှိပြီးနောက်မှာတော့ Mavrodi ဟာထူးခြားတဲ့ခြေလှမ်းတစ်လှမ်းကိုလှမ်းခဲ့ပါတယ်။ထောင်ထဲမှာရှိနေစမှာပဲသူဟာရုရှားသမ္မတဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့ရည်ရွယ်ကြောင်းကြေညာခဲ့ပါတယ်။ဒါကသူ့ဘက်ဝန်ကြီးမှာမီဒီယာရဲ့စိတ်ဝင်စားမှုကိုအသစ်တစ်ဖန်ဖန်တီးပေးခဲ့ပါတယ်။ Mavrodi ကသူ့ကိုလှုပ်ပေးလိုက်မယ်ဆိုရင် ငွေပေးချေမှုတွေပြန်လည်စတင်ပြီးဂတိထားတဲ့အမျက်စွန်းတွေကိုတေချာပေါက်ရရှိစေလိမ့်မယ်လို့ရင်းနှီးမြှုပ်နှံသူတွေကိုယုံကြည်အောင်လုပ်ခဲ့ပါတယ်။ဒါကြောင့်လူတွေကမက်ဘရိုဒီကိုမဲပေးဖို့အသင့်ဖြစ်နေခဲ့ကြပါတယ်။မက်ဘရိုဒီဟာသူ့ရဲ့ထောက်ခံသူတန်းပေါင်းများစွာနဲ့နိုင်ငံရေးသမားတွေကိုချိန်ချောက်ခဲ့ပါတယ်။သူကတပတ်အတွင်းမဲပေါင်း၁၀တန်းနဲ့တရားဝင်ပြည်သူ့ဆန္ဒခံယူပွဲကိုရယူနိုင်တဲ့အပြင်နိုင်ငံရေးသမားတွေနဲ့လွှတ်တော်အမတ်တွေကိုလည်းသူတို့ရဲ့ထိုင်ခုံကနေဖြုတ်ချနိုင်တယ်လို့တောင်ချိန်ချောက်ခဲ့ပါတယ်။အဲဒါကြောင့်အာနာပိုင်တွေကထိတ်လန့်သွားပြီး ူ့ကိုဖမ်းဆီးပြီး၁၀ရက်ကြာမှပဲပြန်လွှတ်ပေးခဲ့ပါတယ်။နောက်ထပ်ဖမ်းဆီးမှုတွေမဖြစ်အောင် Mavrodi ဟာ Russia Federation Parliament ရွေးကောက်ပွဲမှာသူ့ရဲ့ကိုယ်စားလှယ်လောင်းအဖြစ်ဆက်လက်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။သူ့ရွေးချယ်ခံရပြီးနောက်မှာတော့သူ့လိုချင်တဲ့နိုင်ငံရေးအင်အားကိုရရှိခဲ့ပြီးတော့အဲ့ဒီကစပြီး Mavrodi ဟာလူထုရဲ့ထောက်ခံမှုနဲ့အတိမတ်ပြုမှုပုံမှုရရှိခဲ့ပါတယ်။အချိန်နဲ့အလုံးပြန်လဲတည်ငြိမ်သွားတာနဲ့တပြိုင်တည်းသူဟာအချိန်မဖြုံးမဲ MMM share တွေကိုဈေးနှုန်းချိုသာသာနဲ့အမြောင်များဝယ်ယူဖို့အတွက်လှိုင်းသစ်တစ်ခုကိုနှိုးဆွပေးခဲ့ပြီး သူတို့ရဲ့တံခိုးကအမြဲလိုလိုအစတရာတက်လာလိမ့်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒါကဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။ဂျက်တက်ဘတ်တွေကုန်လွန်သွားခဲ့ပေမဲ့ရှယ်ယာတွေကမတက်ဘဲငွေပေးချေမှုတွေရပ်တန့်သွားခဲ့ပါတယ်။လိမ်လည်မှုရဲ့တဖြည်းဖြည်းနဲ့ထင်ရှားလွန်းလာတာကြောင့်လူအများစုကသူတို့ရဲ့ပတ်စံတွေထာဝရပျောက်ဆုံးသွားပြီဆိုတာသိရှိလာခဲ့ကြပါတယ်။ MMM ကုမ္ပဏီပြိုလဲမှုဟာကုမ္ပဏီကိုသူတို့ရဲ့စုဆောင်ငွေတွေအနှံ့ခဲ့ကြတဲ့ပြည်သူ55သန်းခန့်အတွက်ကြီးမားတဲ့ထုံနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ခံမှန်းကြီးအဖြစ် Mavrodi ဟာဒေါ်လာဘီလီယံ80ကျော်ကိုခိုးယူနိုင်ခဲ့ပါတယ်။ လူတွေဟာလိမ္မာပန်းနေပြီးသူတို့ထက်အကွက်မြင်တဲ့သူတယောက်ကိုဖန်တီးထားတဲ့ထောင်ချောက်ထဲကိုကြားရောက်ခဲ့ပြီးဆိုတာသိရှိလာခဲ့ကြပါတယ်။လိမ္လည်ခံရသူများပြားဟာသူတို့ရဲ့စုဆောင်းငွေတွေမရှိဘဲဘလို့ဆက်ရှင်တန်ရမလဲဆိုတာနားမလည်နိုင်တော့တာကြောင့်ကိုကိုကိုတက်တည်ခဲ့ကြပါတယ်။မက်ဖရိုဒီကိုနောက်ထပ်ရာဇဝတ်မှုတစ်ခုနဲ့အမှုထပ်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ပါလီမန်ကိုယ်စားလှယ်ဖြစ်ကနေရာထူးဖြုတ်ချခံရပြီးနိုင်ငံတကာအနေကနေတောင်ဖန်ရန်ထုတ်ပြန်ခဲ့ပါတယ်။သူ့ကိုကဘာတဝမ်းမှာ၅နှစ်ကြာရှာဖွေခဲ့ကြပြီး2003ခုနှစ်ဆောင်းရာသီအထိသူ့အကြောင်းဘာမှမသိခဲ့ရပါဘူး။ သူဟာစကန်ဒီနေးဗီးယားဒါမှမဟုတ်ဂရိမှာအချအချိန်ကြာကြီးနေထိုင်ခဲ့တယ်ဆိုတော့ကောလာဟာလာတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာလဲမက်ဖရိုဒီဟာလူတိုင်းကိုပို့ပြီးလိန်မာပါနဲ့ဆိုတာကြော်ဖြတ်နိုင်ခဲ့ပါတယ်။တကယ်တော့သူဟာရုရှားနယ်နိမိတ်ကိုဘယ်တော့မှမကြော်လွန်ခဲ့ပါဘူး။မော်စကိုကနေတောင်မထွက်ခွာခဲ့ပါဘူး။ဒီအချိန်မှာသူဟာသူ့ရဲ့ကိုပိုင်အိမ်သားကအဆောက်အုံတစ်ခုမှာငှားရမ်းထားတဲ့တိုက်ခန်းတစ်ခုမှာပုံအောင်နေခဲ့ပါတယ်။ဒီကာလာတွင်းမှာသူဟာအွန်လိုင်းစကင်တွေနဲ့ငွေကြေးလိန်လိုက်ပုံမှုပေါင်းများစွာကိုဖန်တီးခဲ့ပြီးအမေရိကန်နဲ့ကနေဒါလူမျိုး ၃တိန်းကိုလိမ်လည်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်ကတစုံတဦးရဲ့သတင်းပေးချက်ကြောင့်ရုရှားရဲ့ဥပဒေစိုးမိုးရေးဖွဲ့စည်းတွေဟာနောက်ဆုံးမှာတော့မက်ဖရိုဒီကိုဖမ်းဆီးမိခဲ့ပြီးခိုးယူထားတဲ့ငွေတွေနဲ့မျက်နှာချက်အထိပြည့်နေတဲ့နေရာဒါဇင်ပေါင်းများစွာကိုတွေ့ရှိခဲ့ပါတယ်။ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်အရမက်ဖရိုဒီကိုဖမ်းဆီးပြီးနောက်ငွေသားအပြည့်ပါတဲ့ကုန်တင်က၁၈စည်းကမ်းကိုဥပဒေစိုးမိုးရေးဖွဲ့တွေကပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။မက်ဖရိုဒီကိုဖမ်းဆီးပြီးလိန်လယ်မှုရဲ့ဖြစ်စဉ်တစ်ခုလုံးကိုဖော်ထုတ်ပြီးနောက်မှာတော့ ကုမ္ပဏီဟာခရီးပေးထားတဲ့ပမာဏတွေကိုပေးချေနိုင်စွမ်းလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ရုရှားဆိုရကငွေအလုံးကိုသိမ်းယူခဲ့ပြီးစင်ရံနှွမ်းပါတဲ့လိန်လေခံရသူတွေစီကိုပြန်အမ်းဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး။မက်ဗရိုဒီကိုထောင်ချခဲ့ပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာထောင်ထဲမှာရှိနေခဲ့ပြီးသူ့ကိုဗနနှစ်ထပ်ပြီးထောင်ချမယ်ဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ပါဘူး။ဒါကြောင့်ဆာကေးဟာသူ့ဇနီးကသူ့ကိုစောင့်ကြရမလို့ပဲပျော်ရွှင်တဲ့ဘဝကိုဆက်လက်ရှင်သန်နိုင်ဖို့အတွက်သူ့ဇနီးနဲ့ကွာရှင်မှုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ သူတနည်းကမလိုချင်ဘူးဆိုပေမဲ့စာကေးကကွာရှင်းဖို့အတင်းကျပ်တောင်းဆိုခဲ့ပြီးသူ့ရဲ့လျှို့ဝှက်အကောင့်တွေကနေဒေါ်လာ5သန်းခန့်ပေးခဲ့ပါတယ်။မက်ဘရိုဒီဟာ၄နှစ်ခွဲထောင်ကျခဲ့ပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။လွတ်မြောက်လာပြီးနောက်မှာတော့သူဟာ MMM ကိုပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့ပြီးတခြားနိုင်ငံတွေမှာလည်းပုံစံအစ်စ်တွေနဲ့ version အစ်စ်တွေထုတ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့စနစ်အစ်စ်တွေကအရင်1990ပြည့်လွန်နှစ်တွေကစီမံကိန်းလောက်အောင်မြင်မှုမရတော့ဘဲယုံကြည်မှုလည်းနေပါခဲ့ပါတယ်။2018ခုနှစ်မတ်လမှာမက်ဘရိုဒီဟာဘတ်စကားမှတ်တိုင်တစ်ခုမှာ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ရုရှားသမိုင်းမှာအကြီးမားဆုံးငွေကြေးလိမ်လည်မှုရဲ့ဝန်ထဲဝယ်မှတ်ဉာဏ်ကလွဲပြီးဘာအမွေနှစ်မှချမ်းမထားခဲ့ပါဘူး။မက်ဗရိုဒီရဲ့ MMM ဇာလန်ကတော့ရုရှားသမိုင်းမှာအကြီးမားဆုံးငွေကြေးအရှုပ်တော်ပုံကြီးဖြစ်ထာဝရမှတ်တမ်းတင်ခဲ့ရပါပြီ။ဒီတာမန်သင်္ချာပညာရှင်တို့ဟာဆိုဗီယက်ယူနီယံပြိုလဲပြီးနောက်စီးပွားရေးမတည်မတည်ဖြစ်နေတဲ့ရုရှားလူမျိုးတွေရဲ့စိတ်ပြတ်အားငယ်မှုနဲ့ဗန္နာရေးဆိုင်ရာအသိပညာနှေးပါမှုကိုခွင့်ကောင်းယူပြီးကြီးမားတဲ့ငွေကြေးလိမ်လည်မှုတစ်ခုကိုဘလို့ဖန်တီးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ဈေးကွက်ရှာဖွေရေးနည်းပြဟာတွေ TV ကြော်ညာတွေကစိတ်ကူးရင်ဇက်ကောင်တွေအခမဲ့မက်ထရိုစီးနင်းခွင့်တွေအပြင်ကိုပိုင်ငွေကြေး Belt of Tokyo ကိုဖန်တီးပြီးတန်ဖိုးတက်နေပုံပြသခဲ့တာတွေကပြည်သူတွေရဲ့ယုံကြည်မှုကိုတိဆောက်ခဲ့ပြီး MMM ကိုမျှော်လင့်ချက်ရဲ့တင်ဂေတာတစ်ခုဖြစ်ထင်မြင်လာစေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအိမ်မက်ဆန်တဲ့ဂရီတွေရဲ့နောက်ွယ်မှာတော့စစ်မှန်တဲ့စီးပွားရေးလှုပ်ဆောင်မှုဘာမှမရှိခဲ့ပါဘူး။ရင်းနှီးမြှုပ်နှံသူအစ်တွေရဲ့ငွေတွေကိုပဲအရင်အရင်းနှီးမြှုပ်နှံခဲ့သူတွေကိုပေးချေခဲ့တဲ့ပိရမစ်စနစ်တသက်ပါပဲ။ မက်ဗရိုဒီကိုဖမ်းဆီးခဲ့ပြီးနောက် MMN ရဲ့ share တွေပြိုလဲကြကာငွေပေးချေမှုတွေရပ်တန့်သွားချိန်မှာတော့ရုရှားလူမျိုး55သန်းခန့်ဟာသူတို့ရဲ့တပွားလုံးစာစုဆောင်းငွေတွေကိုဆုံးရှုံးခဲ့ကြရပါတယ်။အချို့ဆိုရင်စိတ်တက်ကြပြီးကိုယ့်ကိုယ်ကိုတတ်သိတဲ့အထိကြေကွဲဝယ်ရာအဆုံးသတ်ခဲ့ကြရပါတယ်။ MMM ဇလန်းကကျွန်ုပ်တို့ကိုတင်ကန်းတာတစ်ခုပေးခဲ့ပါတယ်။လွယ်ကူတဲ့ချမ်းသာကြွယ်ဝမှုလို့ကောင်းတင်တက်ထားတဲ့ခရီးတွေဟာဘလောက်ပဲဆွဲဆောင်မှုရှိပါစေအထူးသဖြင့်စီးပွားရေးမတည်နိုင်မှုတွေကြားမှာတတိထားရမယ်ဆိုတာပါပဲ။ယုံကြည်မှုနဲ့မျှော်လင့်ချက်ကိုအလွဲသုံးစားလုပ်ပြီး လူတွေရဲ့ဘဝကိုပျက်စီးစေနိုင်တဲ့ဒီလိုငွေကြေးလိမ်တဲ့ရဲနီးလန်းတွေဟာအချိန်တိုင်းပုံစံမျိုးမျိုးနဲ့ပေါ်ပေါက်လာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။